โอเคအားလုံးပဲမင်္ဂလာပါလေကျွန်တော်တို့ဒီ7ချိန်မှာကျွန်တော်တို့လုံးပိုင်စိုက်ပေါ့နော်လုံးပိုင်စိုက်ကျွန်တော်တို့လုံးပိုင်ကတော့9လုံးပိုင်ဖြစ်ပါတယ်9လုံးပိုင်စိုက်ကိုကျွန်တော်တို့ကမူမူ6မျိုးနဲ့ပါနော်ကျွန်တော်ပြန်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒါအမာကီကျွန်တော်တို့အမာအမာကီစိုက်တယ်နော်အမာကီစိုက်ရကျွန်တော်တို့ break ရကျွန်တော်တို့ဒါ break တွန်းနေရတယ်ဒါကျွန်တော်ပြီးရင်ကျွန်တော်ဒါ9ချိန်မှာတော့မှန်ခဲ့တဲ့ break ပေါ့နော်အဲ့ဒီ break တွန်းနေကျွန်တော်တို့ထပ်ပြီးတော့ เนาะကျွန်တော်တို့ဒါပြီးပေါက် site ကိုမျှဝေသွားအောင်ဖြစ်ပါတယ်ကျွန်တော်ဒီအားလုံးကကျွန်တော်တို့ဒီ video ကိုစောင့်ကြည့်ပါเนาะဒီ video site ကကျွန်တော်ချင်းမေးစီတွေလိုချင်တဲ့ကျွန်တော်တို့အတွဲเนาะဒီအတွဲတွေတည်းကပဲကျွန်တော်တို့ထွက်ဖို့များရပါဘူးเนาะဟုတ်ကဲ့အားလုံးကကျွန်တော်တို့ဒီ20ဆက်လေးကိုကျွန်တော်စာအောင်เนาะအားလုံးပဲကျွန်တော်ပြီးခဲ့တဲ့ video file မှာလည်းကျွန်တော်ငါးလုံးပိုင်း site ကိုကျွန်တော်မူသုံးမျိုးနဲ့ချပြပေးခဲ့တယ်เนาะဟုတ်ကဲ့ပထမ video file မှာကျွန်တော်ငါးလုံးပိုင်း site ကိုဘယ်လိုဖမ်းသွားလဲငါးလုံးပိုင်းကြပုံကြနေလေးကိုကျွန်တော်ပြသွားဖြစ်ပါတယ်เนาะ အခုဒီဗီဒီယိုစိုက်ဖိုင်မှာလည်းကျွန်တော်နောက်ထပ်ဒီငါးလုံးဖိုင်ကိုနောက်ထပ်မူနော်ဒီဖန်ထားတဲ့မူ၃မျိုးနဲ့ကျွန်တော်ချက်ပြီးတော့ထပ်ပြီးပြန်ပြီးတော့ညအောင်အောင်ဖြစ်ပါတယ်နောက်ထပ်ဘလို့ထပ်ဖန်ထားလဲဆိုတော့ကျွန်တော်ဒီဒီငါးလုံးဖိုင်စိုက်ကဘလို့လာလဲဆိုရင်ကျွန်တော်ဒီနှလုံးပေါင်းခြင်းပေါ့နော်ဒီ6နဲ့8နဲ့နှလုံးပေါင်းခြင်းလေးလေးသူကဒီက8တပင်ကျော်က8ခါနဲ့ပေါင်းရင်ကျွန်တော်တို့ဘာရလဲဆိုတော့ကျွန်တော်ဒါ2ရပါနော်2ရတယ် ဒီနှလုံးမောင်ကြီးလေးနဲ့တပင်ကျော်ကကျွန်တော်တို့သုံးညခါနဲ့ကျွန်တော်ပါရလာနှစ်ပြီးတော့လေးရနှစ်ပွင့်တူပါနော်ဒီနှလုံးမောင်ကြီးတင့်တယ်ဒီကတပင်ကျော်ကခါနဲ့ငါးခါနဲ့မောင်ကြီး6ဆိုလို့ရပါတယ်သူကနှစ်လေး6ဆိုလို့သူကနှစ်ပွင့်ချင်ကြီးကျိုးတိုးသွားတာပေါ့နော်ဒီပြင်မှာဆိုရင်ကျွန်တော်ကဒီနှလုံးပေါင်းချင်းသုံးသုံးနဲ့ကျွန်တော်တို့ဒီအားခါနဲ့ပုံမှာအားခါနဲ့ပုံမှာကျွန်တော်တို့က၈ဆွေလို့ရမှာဖြစ်ပါတယ်နော် ကျွန်တော်2ပွင့်4ပွင့်6ပွင့်7ပွင့်ဆိုတိုးရတာကျွန်တော်အားလုံးပဲအခါဆိုင်ဖို့ကျွန်တော်တို့တိကျပေါ့အော်ရသွားတာဖြစ်တာနော်ဒါတမှုပါနောက်တမှုကကျွန်တော်တို့ဆက်ဖန်းလာလို့ဆိုရင်နောက်တမှုကကျွန်တော်ဒီနှလုံးမုံကြီး9ပါအဲ့ဒီ9ရဲ့အဓိကနောက်ပိတ်ရှိတယ်ပေါင်းခြင်းကဘာဖြစ်လဲဆိုတော့3ဖြစ်ပါတယ်အဲ့ဒီ3ကိုသူကဒီနှလုံးဆောင်းနှလုံးပေါင်းခြင်း3ဆိုပြီးတော့3ခါအထည့်ပါတာနော်ဒီနှလုံးမုံကြီး9ရဲ့ကျွန်တော်တို့ဒီနောက်ပိတ်ကပေါင်းခြင်း9နဲ့ပေါင်းတာ10ပေါ့နော် အဲ့လိုရှစ်ဖြစ်ဖို့အတွက်ဒီ၃ထိနဲ့၅ခါနဲ့နှလုံးပေါင်းခြင်းကရှစ်လို့လာရရပါပဲနော်ဒါဆိုရင်ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်း၆ပေါ့နော်၆နဲ့ကျွန်တော်တို့ဒီနှစ်ပိတ်နဲ့ပေါင်းလိုက်ရင်ကျွန်တော်တို့ရှစ်ဖြစ်ပါတယ်အဲ့လိုရှစ်ဖြစ်ပါမယ်ကျွန်တော်တို့ဒီ၃ထိနဲ့၅ခါနဲ့နှလုံးပေါင်းခြင်းရှစ်ဆိုပြီးတော့ကျွန်တော်တို့ဒါ၅ခါမှုထပ်ထည့်ပါနော်ရှင်းလားမသိဘူးနော်ကျွန်တော်ချင်းမယ်ဆိုရင်နော်၅ခါမှုကိုသူကဆက်ပြီးတော့ထည့်ကစားတော့ပါတယ်နော်ဒါကျွန်တော် ပြီးခဲ့တဲ့ဗီဒီယိုဖိုင်မှာပြခဲ့တဲ့ငါးလုံးပိုင်းဆက်ကတော့ဒါရွေးရှင်းပါတော့နော်ရွေးရှင်းတော့ကျွန်တော်တို့ပါဒီနှလုံးဆောင်းလုံးပေါင်းရင်ကိုဆောင်းလုံးပေါင်းရင်ရှစ်တပင်ကျော်ဆောင်းလုံးပေါင်းရင်ခွန်းနော်ဒါငါခါပါနော်ပြီးရင်ဒီနှလုံးပေါင်းရင်နှစ်ကနှစ်လုံးပိုင်းဒီနှလုံးပေါင်းရင်သုံးကသုံးလုံးပိုင်းဒီနှလုံးပေါင်းရင်သုံးညာသုံးညာလုံးပိုင်းဒီနှလုံးပေါင်းရင်နှစ်ကနှစ်လုံးပိုင်းဒီနှလုံးပေါင်းရင်ငါးကငါးလုံးပိုင်းလို့ကျွန်တော်ပြခဲ့တဲ့ဗီဒီယိုဖိုင်မှာပြခဲ့ပါနော်ဒီချက်တင်လို့ကျွန်တော်တို့ကဒါငါးလုံးပိုင်းကိုကျွန်တော်တို့ထပ်ပြီးတော့စာလာတာပေါ့နော် ောက်ထပ်ဒီငါခါလုံးမှန်ဘယ်လိုထပ်ဖန်လာလဲဆိုတော့ဒီသုံးလုံးကောင်းချင်းက388သုံးလုံးကောင်းချင်း9ပြည့်အဲ့ဒီ9ကတုံညာခါနဲ့ထပ်ပေါင်းရင်9လို့ဖြစ်ပါတယ်နော်9လို့ဖြစ်ပါတယ်ဒီသုံးလုံးကောင်းချင်း9ကတုံညာခါနဲ့ပေါင်းရင်9လို့ဖြစ်ပါတယ်ဒီသုံးလုံးကောင်းချင်း2ကဒီ9ခါနဲ့ပေါင်းရင်9လို့ဖြစ်ပါတယ်နော်2ပွင့်တော့2ပွင့်လျှော့တော့နော်ဒါဆိုရင်ကျွန်တော်ဒီသုံးလုံးကောင်းချင်းတုံညာခါ9ခါနဲ့ပေါင်းရင်9လို့ဖြစ်မှာဖြစ်ပါတယ် တသိရင်ငါခွန်ကို2.5ဆိုပြီးတော့ကျွန်တော်ဒါအလုံးမိုင်ဆိုင်ကိုဆက်ပြီးတော့ဖန်သွားတာဖြစ်ပါတယ်နော်ဒါနဲ့ဆိုရင်ကျွန်တော်တို့ကအထီလုံးမိုင်ဆိုင်ကိုဖန်တာ6မူရှိပေါ့နော်နောက်ထပ်တမူကတော့ဒါကျွန်တော်အမာကီးဆိုင်တဲ့ဒီမှာလာမှာဖြစ်ပါတယ်နော်ဒီကအမာကီးနဲ့ကျွန်တော်တို့ဒါကီးနှစုံပေါ့နော်ကီးနှစုံနဲ့ကျွန်တော်တို့ဒီမှာဖန်သွားမှာဖြစ်ပါတယ်ကီးနဆုံကဒါကီးနဆုံလည်းကျွန်တော်အတွဲကစားပေးပါမယ်နော်ဒီကီးကတော့တကယ်ကိုခေါင်းနဲ့ကီးဆိုင်ပါမာကီးပါ ဒါပါဗျာဒီနှလုံးပေါင်းခြင်း30နဲ့ဒီ3နောက်ပိတ်နဲ့ပေါ့ဒါဆိုရင်ကျွန်တော်ပါရလဲ3ရပါအဲ့ဒီ3ကိုကျွန်တော်တို့ကဒီဒီဒီပိတ်မှာလာပြီးတော့သူကချပိတ်မှာဖြစ်ပါတယ်เนาะဒီပိတ်မှာလာချပိတ်မယ်အဲ့တော့ဒီနှလုံးပေါင်းခြင်းနဲ့ကျွန်တော်တို့ဒီကကိုယ်နဲ့ပေါင်းခြင်းကကိုယ်လိုရပါတယ်။အဲ့ဒီကိုယ်ကဒီမှာလာချပါနော်။သူက သုံးကိုဒဝင်းရှော့2ကီပေါ့နော်ကိုကိုဒဝင်းဆိုတာ6ကီနော်နောက်ဒီတစ်ပင်မှာလည်းဒီခွန်နဲ့ခွန်နဲ့ပေါင်း4တုံညာနဲ့ပေါင်း3အ4ပေါ့နော် sorry ဒီကိုသူကဒဝင်းရှော့3 4 3ကီအဲ့ဒီမှာကျွန်တော်တို့က3တလုံးအစင်မှာဖြစ်ပါဒီနှလုံးပေါင်းခြင်းကကျွန်တော်တို့တက်နဲ့ကျွန်တော်တို့ဒီလေးပိတ်နဲ့ပေါင်းခြင်းက9နော်9 9ဝတ်တွင်ရှော့လေး9လေးကီဒီမှာကျွန်တော်တို့က9တလုံးအစင်ပါ နောက်ချင်းမစီတွေ့ရမယ်လို့ဟုတ်ကဲ့ဒါဆိုရင်နောက်တစ်ကောက်ကိုကျွန်တော်ဆက်သွားမှာဒီနှလုံးပေါင်းခြင်းက1ခွန်ပိတ်နေပေါင်းခြင်းကကျွန်တော်တို့က8 8ကိုတော့ပိတ်လျှော့ခွန်နော်ဒီမှာခွန်လုံးမှိုင်းထည့်သွားပါဒါဆိုနောက်တစ်ကောက်ကျွန်တော်ပြသမယ်ဒီ3လုံးပေါင်းခြင်းကဒီနှလုံးပေါင်းခြင်းက9နဲ့10နဲ့ပေါင်းတော့သုံးလို့ပဲရှော့နဲ့သုံးနှစ်ကြီးအဲ့ဒီမှာသုံးတလုံးထည့်ပါเนาะဒါကျွန်တော်တို့ဒီအပြင်မှာရောက်ပြီပေါ့เนาะဒီနှလုံးပေါင်းခြင်းမှာ 6 6เนี่ยเราก็ดี2เต็งเนี่ยบองเลยคือ8 8กูโดนชื่อเราเราคอนเนี่ย8คอนตีป่ะเนาะ8คอนตีเราด่าไปอไปกันให้มันสกีไซด์ป่ะเนาะไปกันให้มันดีไซด์ขึ้นป่ะเราดี8คอนตีเนี่ยรอบถัดมากี้ก็บ่รู้ล่ะเลยส่วนเนาะ နောက်ထပ်မှကြီးဆိုင်ကဘယ်လိုလဲဆိုကျွန်တော်ဒီနှလုံးပေါင်းခြင်းမှာဒီနှလုံးပေါင်းခြင်းက6ဟမ်ဒီနှလုံးပေါင်းခြင်းက6ဟမ်ဒီခန်းနှလုံးပေါင်းခြင်းက6 6ရဲ့နှက်ကောက်69ကြီးပါဒီမှာ6တလုံးဆင်းသွားတာဒီမှာကျွန်တော်ကျွန်တော်တို့ဒါအတွက်ရှယ်ကောင်းတွေပေါ့နော်ဒီနှလုံးခန်းနှလုံးပေါင်းခြင်းက6 ်ဆောက်နှက်ခက်ကကို6ကိုဒါဆိုတော့ဒီပင်မှာတော့ကိုတလုံးနဲ့ဆင်းလာပါတော့ဟုတ်ပြီတာသွင်းဒီနှလုံးပေါင်းခြင်းကခွန်ခွန်ရဲ့နှက်ခက်ကတုံညာခွန်တုံညာဒီမှာကျွန်တော်တို့ခွန်လုံးပိုင်းတုံလုံးပိုင်းအောင်ပါတော့နော်ဟုတ်ပြီတာသွင်းဒီခန်းလုံးပေါင်းခြင်းကကျွန်တော်တို့6 6နှက်ခက်ကကို6ကိုဒီမှာ6ဆင်းပါတယ်ဒီမှာ5လုံးပိုင်းဆင်းပါတယ်နော်6ပါတယ်ဒါဆိုရင်ဒီနှလုံးပေါင်းခြင်းကကျွန်တော်တို့က၄ လေးလေးနှစ်ခက်ကနှစ်နော်ဒီမှာခွန်လုံးပိုင်အောင်လဲနှစ်လုံးပိုင်အောင်လားနော်ဒီမှာနှစ်နှစ်ခွန်လုံးတို့ချက်နော်ဒါလေးကျွန်တော်ဒီခါနှလုံးပေါင်းခြင်းကတုံညာပါနော်ညာတာတည်းနောက်ချင်မရှိဟုတ်ကဲ့ဒီခါနှလုံးပေါင်းခြင်းကတုံညာတုံညာဆိုတော့ကျွန်တော်တို့ကဒီမှာတုံညာတုံညာရဲ့နှစ်ခက်ကခွန်ဆိုတော့ဒါလေးကျွန်တော်တို့ကဒီမှာတုံညာလုံးအောင်လဲသုံးတလုံးအောင်လဲနော်ဒီမှာသုံးတုံညာကိုထွက်သွားတယ်နော်ဒါဆိုဒီကက်မှာကျွန်တော်တို့ကဒီကက်မှာရရတော့မှာ တိကမှာရိုက်ကားပေါ်မှာဆိုတော့ဒီနှလုံးပေါင်းခြင်းကန်လုံးပေါင်းခြင်းကကျွန်တော်တို့က900ပါပဲเนาะ900ရဲ့နှစ်ကပ်တော့53ကီပါเนาะ53ကီနဲ့ကျွန်တော်တို့ကဒီ6ကီနဲ့ဒီကီနဲ့ကီကိုကျွန်တော်တို့ကဒါအတွဲထုတ်အောင်ဖြစ်ပါเนาะကျွန်တော်တို့ဒါရှင်းတာတွဲပေါ့เนาะရှင်းတော့တွဲပြီးရင်ကျွန်တော်တို့ခွန်9တွဲခွန်3တွဲပေါ့เนาะအတွဲ၄တွဲရမှာဖြစ်ပါတယ်ဒီအတွဲ၄တွဲနဲ့ကျွန်တော်တို့ကမထိမဖြစ် ျွန်တော်ကစားမှာဖြစ်ပါတယ်ဒီမှာဥစားပြီးတွေ့ရတော့ဒီငါးလုံးပိုင်းနဲ့ကျွန်တော်ကဒီမှာငါးလုံးပိုင်းကြားလာတော့တော်တော်ငါးလုံးပိုင်းနဲ့ကျွန်တော်တို့ပါလာတဲ့ကဏ္ဍတွေမှာကျွန်တော်တို့ကစားပြရမှာဖြစ်ပါဟုတ်ပြီဒါဆိုကျွန်တော်တို့ပြီးခဲ့တဲ့ video file မှာကျွန်တော်တို့ break site ပေါ့နော် break site ကတော့ကျွန်တော်ဒီ tab ဒီဆာရွက်လေးတွေပဲကျွန်တော်ပြန်သုံးလိုက်မှာဖြစ်ပါတယ်နော် break site ကဒီပင်မှာကျွန်တော်တို့က2ခွန်3 shift break ပေါ့နော်အဲဒီမှာကျွန်တော်တို့ဒါ339ထွက်သွားတော့ပေါ့နော်2 break အောင်ခဲ့တယ် မြစ်ပြိအောင်ခဲ့လို့ဆိုတော့ကျွန်တော်တို့ဒီပင်မှာ၃ထိပ်ဆိုတော့၃ထိပ်ဆိုတော့ကျွန်တော်၃နှစ်တပင်ကြော်မှာပေါ့နော်၃တုံညာကိုဒီ၃ထိပ်ကိုကျွန်တော်တပင်ကြော်စားမှာဆိုတော့၃ထိပ်ပေါ့နော်၃ထိပ်ဆိုတော့၃၈၄ကိုပြိပေါ့နော်၃၈၄၉၃၈ဖြစ်ပါနော်၃၈လေးကိုပြည်ဒီမူဒီပြိုင်မူဆိုင်ကိုကြာကြာဆိုကျွန်တော်ရှင်းပြဆိုဒီ၃၈လေးကိုမူဆိုင်ကိုကျွန်တော်စားရရှင်ပါနော် ကျွန်တော်တို့ဒီဗီဒီယိုဖိုင်မှာဒီတုံးရှစ်လေးကိုပြင်နေကျွန်တော်ကလန်ထုတ်ပြသွားမှာဖြစ်ပါတယ်ဟုတ်ဟုတ်ပြီနောက်ထပ် brief site ကကျွန်တော်ဘယ်လိုဖမ်းထားလဲဆိုရင်နော်နောက်ထပ် brief site ကကျွန်တော်ပြပြပြမှာဖြစ်ပါတယ်နောက်ထပ် brief site ကဒီနှလုံးပုံချင်းမှာ၄နဲ့၃နဲ့နှလုံးပုံချင်းကခွန်ပါတော့ခွန်ကိုတွင်းတို့ခွန်ရှိပြည့်အဲ့မှာခွန်ပရိလေးချပါတယ်ဒီကနောက်တစ်ခက်မှာကြတော့တပင်ကြော်မယ်ဒီနောက်နှလုံးပေါင်းချင်း 6ခုမဟုတ်နော်6ခုံရဲအဲ့ဒီ6ခုံရဲကဒီမှာတပင်ဒီမှာဒီမှာလာချပါတော့နော်ခုံရဲကိုအချပါပါဒီတပင်ကြုံမယ်ဒီနှလုံးမောင်းခြင်းက3 3 4ပြည့်အဲ့ဒီ3 4ပြည့်ကဒီမှာချပါပါ4ပြည့်နော်ဒီတော့ဒီတပင်ကြုံမယ်ဒီနှလုံးပေါင်းမယ်ကိုကိုတို့ညာပြည့်ဒီမှာ3 8 8ကိုပြည့်ကိုသူကချပါပါတယ် ီတစ်ပင်ကြုံမဲ့ကျွန်တော်တို့ဒီပင်ပါလေရိုက်ပါဦးနော်နောက်လုံးမောင်ကြီးခွန်ခွန်ရှိပရိတ်နော်ကျွန်တော်တို့ဒါ break ကခွန်ရှိပရိတ်ဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ grand ထုတ်ပြီးတော့ဖြစ်ပါနော်ကျွန်တော်ချင်းမရှိဘူး3 4ကိုဘရိတ်ပေါ့နော်ဒါဒီမှာ3 4ကိုဘရိတ်နော်ကျွန်တော်တို့တူညီတဲ့ break က8တလုံး8 break ကတူညီတော့ ။ညာကွန်ပရိတ်ပါကျွန်တော်ထည့်တော့။ဟုတ်ကဲ့နော်။ဒီပရိတ်ငါပြောနေကျွန်တော်တို့ဒီနှစ်ဒီစက်တကြိမ်ပါကျွန်တော်ကင်ပါပေါ့နော်။ကျွန်တော်ရှင်းငါအတွက်ခွန်ငါအတွက်ပေါ့နော်။ကျွန်တော်ကဒီအရန်၈၃နဲ့ခွန်၃တော့ကျွန်တော်တို့ကအရန်ပေါ့နော်။အရန်ကစားစီရှင်းပါလေ။အရန်ပဲပြီးထိုးရှင်းပါနော်။ရှင်းရှင်းငါတွေ့ကိုကျွန်တော်က၃ပရိဖြစ်ဖို့တက်ဆိုင်ကျွန်တော်၃ညထက်တက်ထက်ပေါ့နော်၂ညထက်၃ထက်ပေါ့နော်ဟုတ်ပြီနော် ရှင်းငါတွဲကိုကျွန်တော်တို့၄ break ဖြစ်ပေါ်ဆိုရင်တစ်ထက်မောင်ငါကို၄ break ဖြစ်ပေါ်ဆိုရင်နှစ်ထက်၈ကို၄ break ဖြစ်ပေါ်ဆိုရင်ကျွန်တော်တို့ပါတယ်၃ထက်မောင်၃ကို၄ break ဖြစ်ပေါ်ဆိုရင်၄ထက်ပေါ့နော်ဟုတ်ပြီနော်မညာတာမသိနော်နောက်ပြီးကျွန်တော်ပြန်ပြီးတော့အနည်းကရိုက်တာဖြစ်ပါတယ်ရှင်းငါကောင်းငါစစ်တော့ကောင်းတော့ရှစ်ဘရိတ်ပြေစင်လာတဲ့6ထက်ဒီမှာကောင်းတဲ့ဒီမှာက7ထက်နော် ရှင်ကခွန်ကရှစ်တော့ခွန်တော့ပိုးဘရိတ်ဖြစ်ပြီးကျွန်တော်6ထက်ဒီမှာကခွန်ထက်ဒီမှာကရှစ်ထက်ဒီမှာက9ထက်နော်ရှင်ကခွန်ကရှစ်တော့ခွန်တော့ခွန်ဘရိတ်ဖြစ်ပြီးကျွန်တော်တို့က၄ထက်ဒီမှာက9ထက်ဒီမှာက6ထက်ဒီမှာကခွန်ထက်နော်ကျွန်တော်တို့ကခွန်3ခွန်လို့ပါပြန်ပါလာနော် ါတော့ဒီအောက်ကအောက်ကတော့ကျွန်တော်တို့ဒါအရင်ပဲကစားစီရှင်းပါနော်အရင်ပဲဒီပေါ်ကတော့ကျွန်တော်ဒါဥစားပေးကစားစီရှင်းတယ်အဲ့ဒီမှာကျွန်တော်တို့ ship break နဲ့ complete ကိုပို့ဥစားပေးပါလို့ပြောစမှာနော်အားလုံးကကျွန်တော်ချင်းမေးဆွေးလေးကြံခေါ်ကြပါနော်ဒါဒါ screen shot ရိုက်တာပေါ့နော်ကျွန်တော်ချင်းမေးဆွေးနော်အားလုံးကိုလည်းပါ see you next video နော်ဒီပတ်မှာကျွန်တော်အောင်မြင်ပါမယ်ဗျာ